ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမီဟော်ရာ channel လေးကနေစေဝင်စားပွဲအထူးခြားစမ်းခြင်းဂမ်မီယဖီယမန်ဇလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပေးဖို့ချိန်ခါကြာရောက်လို့လာခဲ့ပြန်ပါပြီ။ဒီကနေ့ဖတ်ပြတင်ဆက်ပေးမှာကတော့ပဲခူးတိုင်းစည်းကုံမြို့ကန်တလီရွာမှာဖီယမန်ဇလန်ကောင်းလေးတပုတ်ဖြစ်တဲ့ခုတ်ကြီးတောင်အယိုးမြောင်တောင်ကြားကချိန်စားလို့အမိရတဲ့စေဝင်စားပွဲ ထူကြဆန်းကျင်ကမ္မီယဖီအမန်ဇလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်လို့နားစင်ခံစားအားပေးကြပါဦးခင်ဗျာဒီနေ့မှာစိုက်သူကျွန်ုပ်ထံကိုပဲခူးတိုင်းဒီသားချင်းဇီကုံမျိုးနဲ့ကန်တလီဘောင်မဖရာတကာကြောင်းတကာဖြစ်သောမိတ်ဆွေဖြစ်သူဥလိုင်ဝင်းတယောက်မှမျောလေးမဲ့နဲ့ရောက်ရှိလာခဲ့ပါတယ်မတွေ့ရသည်မှာကြာပြီဖြစ်တဲ့အတွက်ရှင်အောင်နောက်ပြေမြောင်းတရားဓမ္မအကြောင်းမြောင်း ဆွေးနွေးပြောဆိုမဆုံးရှိကြတဲ့ဒုံမတပံစာချောင်းပေချောင်းများကိုရောက်သွားကြပြန်နေဟိုလိုင်ဝင်းကဘာသာသာသနာအတွက်အကျိုးဆောင်လုပ်ကိုင်နေသူဖြစ်တော်လေစာပေရေးရနဲ့ပတ်သက်ပြီးတော့လေအတော့ကိုနှမ်းဆက်ပြီးစာဆောင်ဖတ်သူဖြစ်တဲ့အတွက်ပြောအဆိုအဆွေးနွေးရတာအလွန်ကိုအစဉ်ပြေလာပါတယ်ဒါနဲ့ဆရာကစာရေးတဲ့နေရာမှာအလွန်ကိုကံမီရဆန်တဲ့သူဆိုတော့ဆရာကိုဇလန်းလေးတစ်ပုတ်ကြုံတော့ပြောပြရအောင်မယ် ဟာတိတ်ကောင်းတာပေါ့ဦးလိုင်ဝင်းရကျွန်တော်ကလည်းအဲ့ဒီလိုလူကိုရှာနေတာဗျလောက်ပြငြိမ်မြန်တာပြောဘယ်လိုဇလန်းမျိုးလဲဗျဘာတို့အကြောင်းတော့ဘယ်လိုဇလန်းမျိုးလဲဆိုရင်တော့ဇလန်းကတော့ကမ္ဘီယာဇလန်းပါဘာတို့အကြောင်းလဲဆိုရင်တော့ကျွန်တော်ကိုယ်လေးအကြောင်းလေးပေါ့ဆရာရဲ့အဲ့ဒီနောက်ဦးလိုင်ဝင်းက၎င်းရဲ့ကိုယ်တွေ့ဇလန်းလေးကိုဩဘာတိုင်းပျော်ပြွားသွားတယ်ကျွန်တော်တို့ဘောပင်ရွာကပကုတန်းဒေသကြီး ဇီကုံမြို့နယ်ရဲ့အရှိတ်အလဲရုံးမကြီးရဲ့တောင်ကြီးမှာတရှိသောချင်းကရင်ဗမော ရှမ်းစတဲ့တိုင်းရင်းသားမျိုးစုပေါင်းနေထိုင်တဲ့ရွာကြီးဖြစ်တယ်။ကျွန်တော်တို့ကြီးပေါ်မှာရှိတဲ့ရွာသူရွာသားများကတိုင်းရင်းသားပေါင်းစုံစုပေါင်းနေထိုင်တဲ့ရွာဖြစ်တာနဲ့အညီအလုံးမျိုးစုံလုပ်ငန်းပေါင်းစုံလောက်ကိုင်းအတံမွေးဝမ်းကြောင့်တဲ့ရွာကြီးဖြစ်ပါတယ်။နှံပြောင်းမြေပင်ငရုတ်တခွာဖယုံဖရဲစတဲ့တောင်းရလုပ်ငန်းစိုက်ပျိုးရေးလုပ်ငန်းများနဲ့အတံမွေးဝမ်းကြောင့်အလုံးမျိုး လောက်ကိုင်းသူများရှိကြသလိုအစိုးရဌာနနဲ့ဝင်ရောက်လောက်ကိုင်းသူများတိခုတ်ဝါခုတ်သူများမိသေးဖို့သူများဒေါ်လဲအမဲလိုက်နဲ့မုတ်ဆိုးလုပ်ငန်းလောက်ကိုင်းကြသူများစုံလင်ကြပါလိမ့်မုတ်ဆိုးလုပ်ငန်းလုပ်တဲ့ဆိုရမှာလဲတမင်းတရေဂျေးဆိုင်ဒေါ်ဝက်ဝင်းစသဖြင့်ဒေါ်ကောင်ကြီးများကိုမိုင်းစားခဲ့သောတလုံးတို့တဏ္ဍမြောင်တူမိခဲ့သူရန်ထောင်းထရတဲ့တဏ္ဍမြောင်လင်းလေးဒူးလေးစားတဲ့လက်နက်များနဲ့ပြစ်ခတ်ဖမ်းဆီးသူများလည်းရှိကြပါသေးတယ် တချို့ကအမဲလိုက်ခွေးမြောက်ကိုမွေးပြီးအမဲလိုက်ကြတယ်သို့တော့တချို့ကတော့ငှက်ထောင်ဖွက်ထောင်ပတ်တတ်ထောင်ပြောက်ဖွေပြားထုတ်လုပ်ငန်းကိုစောက်ချလုပ်ငန်းသူများလည်းရှိကြပါတယ်၎င်းတို့အထက်မှာကျွန်တော်တို့မိသားစုလည်းအပါအဝင်ဖြစ်ပါတယ်အဖေကတည်တော်ဌာနမှာနေသားအလုပ်ဝင်ပြီးကျွန်းပင်များစိုက်ပျိုးခြင်းကျွန်းဆိုင်ခင်းများပေါင်းတင်ခြင်းခုတ်လဲခွင့်ရတဲ့တည်ပင်များကိုခုတ်လဲခြင်းကျွန်းပင်များတင်တဲ့ခြင်းလုပ်ငန်းများကိုလုပ်ကင်လျက်ရှိပါတယ် အမေကတော့မီးတွေဖုတ်တဲ့လုပ်ငန်းမီးတွေရောင်းဝယ်လုပ်ငန်းထင်းလုပ်ငန်းများကိုလုပ်ကိုင်လျက်ရှိတယ်။ကျွန်တော်တို့မိသားစု၌သားသမီးတွေထဲမှာကျွန်တော်ကအကြီးဖြစ်ပြီးမိဘတို့ကိုတပတ်တလက်မှကူညီလုပ်ကိုင်ပေးရတယ်။မနေ့ကစပြီးတော့ကျွန်တော်ကမိဘတွေကိုကူညီလုပ်ကိုင်လာခဲ့အောင်အခုနေ့တော့ဝူလီအောင်သောနဲ့အကိုဝမ်ခွေများဖြစ်ကြတော့အကိုတန်းစိန်အကိုတောင်းရွှေတို့မှ ခုတ်ကြီးတော်အယုံမြောင်ရှိုးကြီးဘက်ကို ဗဒက်ထောင်ရန်ခေါ်သဖြင့်လိုက်ခဲ့ပါရယ်မနခင်ဝီရီဝီလင်းအချင်းကစပြီးတော့ရူးလေးတော်အောင်အကိုတန်းစိန်အကိုတောင်းရွှေတို့နဲ့ခုတ်ကြီးတော်အယိုးမြောင်ရှိုကြီးတွေကိုစတင်ထွက်ခဲ့ကြရအောင်တတော်ဝင်တတော်ထွက်တတောင်တက်တတောင်ကျော်နဲ့ခုတ်ကြီးတော်ကိုဝင်လဲတနားရီလောက်မှရောက်ခဲ့ကြပါရယ်ခုတ်ကြီးတော်မှာကျွန်တော်တို့ရွာရဲ့အရှိတ်အဆိုးမှရှိပြီးရွာကနေပြီးတော့73မိုင် နီးပါးခန့်မြောက်ဝေးတယ်လို့ ရိုးလေးသုံးအောင်က ပြောပြသွားတယ်။ရွာမှာစပြီးတော့ထွက်တာနဲ့တောင်စင်းဝခွေလေးမြောင်စင်အိတ်ဂွေလေးဂွေကြီးအိုးခွေအစရှိတဲ့တောင်တန်းကျော်ကြီးများကိုဖျက်ချောသွားရပြီးတော့အကွေကောက်အတက်စင်းနေမြန်းလွင်နဲ့ခက်ခဲတဲ့ခရီးဖြစ်ပါတယ်။ကျွန်တော်ရဲ့တာဝန်မှာရိုးလေးသုံးအောင်နဲ့အကူတန်းစင်တို့ပဒတ်ထောင်သွားပြီဆိုရင်စက္ကန်းဆောင်ရံနဲ့ထမင်းချက်ရံ၎င်းတို့ပြန်လာဘက်ကရရှိလာတဲ့ပဒတ်များကိုချင်းကြီးချင်းငယ်များနဲ့ ထည့်ပြီးတော့လောင်ရန်ပဒတ်ထောင်ရမှာအသုံးပြုတဲ့ခြေချိုးကွင်းလို့ခေါ်တဲ့ဂွင်းလျှော်လေးမျိုးပြုလုပ်ပေးရန်လိုပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်ကထမင်းဟင်းလက်ကျက်ပဒတ်ထောင်ရန်ကျိုးကွင်းလေးများလည်းကြစ်ပြီးတာနဲ့တိရပင်းရဲ့အမြင့်ပေါ်ပင်စီကိုမိထိုင်ရင်အယုံမြောင်ရှူကြီးကို မျက်စိတစ်စုံကြည့်ရင်လည်းဝူလေးတောင်းပြောပြတော့သူ့ပန္နကောက်ဂလုံးရသောဂလုံးဆရာဆန်းရဲ့တောင်သူလေသမားတက်ကြီးနဲ့ အင်္ဂလိပ်တို့တိုက်ခတ်ခဲ့တဲ့တိုက်ပွဲကိုတွေ့နေမိပါတယ်။မျက်စိထဲမှာအင်္ဂလိပ်နဲ့ဂလုံတက်တို့ကိုမြင်နေတယ်။အဲ့ဒီချိန်မှာဘာတွေတွေ့နေတာလဲဆိုတော့အတန်လေးကိုအမှတ်မထင်ကြားလိုက်ရတယ်။ကြည့်လိုက်တော့မြေသည့်အချိန်ကလေးကရောက်နေမှမသိတော့ကျွန်တော်နဲ့ရွေးလို့လောက်ပဲရှိမယ်လို့ခံမရတဲ့အသားညိုညိုငရန့်ကိုလုံးနဲ့မျက်ခုံးမေးကောင်းကောင်းမျက်လုံးချောချောအထက်အောက်အစင်းအောင်လိုချင်းအင်းကြီး ခဏနွမ်းကိုဝှက်ထားတဲ့အမျိုးသမီးငယ်တူကိုတွေ့လျာပါတယ်။အားရင်းအမျိုးသမီးငယ်ကကျွန်တော်နဲ့၄၅ဒေါင်လောက်အကွာမှရှိတဲ့ကျွန်တော်ရဲ့ရှေ့မှာရက်နေခြင်းဖြစ်ပါတယ်။ပထမတော့ကျွန်တော်လဲကြောင်သွားပါတယ်။ဒီလောက်တော့ခေါင်းခေါင်းနေရမျိုးမှာဒီအမျိုးသမီးကဘယ်ကပါလဲ။ဘယ်လိုဒီကိုရောက်လာပါတယ်လဲဆိုပြီးတွေ့လိုက်မိပါတယ်။လက်တလောတွေ့လျာတော့ကိုယ့်ရဲ့မျက်စိကိုတော့ကိုမယုံခြင်းဖြစ်သွားခဲ့တယ်။ဒါကြောင့်မျက်စိကိုပွတ်တက်ကြည့်လိုက်ပါတယ်။ပါလေ ရှင်ကျမကိုအံ့ဩနေတာလားကျမကဒီမှနေတာပါကျမနာမည်ကမိုက်ခင်လာလို့ခေါ်တယ်လေအမျိုးသမီးကကျွန်တော်ကိုကြည့်ပြီးခေခနဲ့တစ်ချက်ရည်လိုက်ရင်းနဲ့သူ့ကိုယ်သူမိတ်ဆက်ပြောကြလာပါတယ်မိုက်ခင်လာလို့ကဒီမှနေရလားဒါမှမဟုတ်ဘာလာလောက်ကြတာတော့ကျွန်တော်ကနားမလည်နိုင်စွာနဲ့ပြန်မေးလိုက်တယ်ဘာလာလောက်တော့လဲဆိုတော့အစကတော့ဗဒက်လာထောင်းတာပေါ့အခုတော့ဒီမှာပဲအပြီးနေကြတာလေကိုဘက်က ရွှေကူကြီးမှာနေကြတာအဲ့ဒီမှာ အဖေနဲ့မေလည်းရှိတယ်မိုက်ခင်လာကရှင်ပြသွားတယ်ထောင်းတော့ကျွန်တော်နေထိုင်အောင်တရပင်ကြီးရဲ့မြင့်၌ကျွန်တော်နဲ့အတူလာရောက်ပြီးပူကထန်လိုက်တယ်မိုက်ခင်လာထန်ကကိုသိန်းနဲ့တင်းတင်းလေးကကျွန်တော်ရဲ့နှာခေါင်းကိုတိုးဝင်လာပါတယ်ကျွန်တော်ရဲ့တကူလုံးလေးဖိရှင်တက်သွားပါတယ်မှန်ရကိုဝန်ခံရပါကကျွန်တော်ကအသက်16နှစ်19နှစ်အရွယ်ကိုရောက်လာတဲ့အချိန်သတိပြင်းပြင်းမိန်းကလေးများနဲ့ တာမန်ဆက်ဆံမှုကလွယ်ပြီးယခုကဲ့သို့နှစ်ယောက်ချင်းနင်းတိကက်ကက်မနေခဲ့ဘူးပေါ့အခုလိုမမျှော်လင့်ပဲကြုံတွေ့လိုက်ရတဲ့အခါမှာတော့နေမတိထိုင်မသားနဲ့တကောလုံးရှင်းဖင်းတက်သွားခြင်းဖြစ်ပါလိမ့်ရင်းနေကလည်းတတိန်တိန်မိုင်းခင်လာကတော့ဘလို့မှထူးခြားမှုလက္ခဏာကိုမတွေ့ရပဲစောင့်မျှော်နေသူတယောက်ကိုစိုင်းမစင်ပုံမစင်လက်တလောတွေ့လိုက်ရသူတယောက်ကဲ့သို့ဝမ်းသာနေသလိုပြုံးရွှင်ပြုံးမြူနေပါလိမ့်ရင်ငတ်နေသူတယောက် ရေစမ်းလေးတစ်ခုကိုတွေ့လိုက်ရတဲ့ပုံစံမျိုးမန်းခင်လာလေးဒီမှာအဖော်မရှိပါမရှိတဲ့နေရတာပြင်းနေတာတယောက်တည်းဆိုတော့ပျော်ပိုက်မှုမရှိဘူးလေဒါကြောင့်အမြဲတမ်းအဖော်တယောက်ရဖို့အတွက်မျှော်နေတာအခုတော့ရှင်ရောက်လာတာနဲ့အတော်ပဲကျမအရန်ဝမ်းသာတာပဲရှင်ရောဝမ်းမသာဘူးလားဟင် ပြောပြစမ်းပါအမြန်မြန်ပြောစမ်းပါလို့တူကဲတူအငတ်မရမေးလာပါလေကျွန်တော်ဘာပြန်ပြောမှမသိခင်မှာမိုက်ခင်လာကကျွန်တော်ရဲ့လက်လေးကိုလာရောက် စုပ်ကင်လိုက်တယ်။နောက်ပြီးတော့ကျွန်တော်ရဲ့နားကိုအသားချင်းထိတဲ့ထိတိုးကယ်လာပါတယ်။အတွေ့အကြုံနည်းလာတော့ကျွန်တော်အတွက်မှန်ရကိုပြောရမယ်ဆိုရင် ကျွန်တော်ခနိုင်ဆွမ်းအောင်မရှိခဲ့ပါဘူး။အချိန်မြင့်မဲ့ဆွမ်းတဲ့တော်တဲ့တောင်းနဲ့မှကျွန်တော်ချစ်သူတယောက်ရတယ်လို့ခံစားလဲရပါတယ်။အဲဒီနောက်မှာတော့နှစ်ယောက်သောကြည်နူးလို့မဆုံးနိုင်အောင်ရှိခဲ့ကြတယ်။မိုက်ခင်လာကကျွန်တော်တို့စက္ကန့်မှသူတို့နေရာရွှေကူကြီးရှိရာတောင်ကိုကျွန်တော်ကိုခေါ်သွားခဲ့ပါတယ်။ ရွှေကိုကြီးရှိရာတောင်ကခုတ်ကြီးတောင်နဲ့တဆက်တည်းရှိတဲ့တောင်ကြီးတစ်တောင်ဖြစ်တယ်။တောင်ကြီးရဲ့အလေလောက်မှာသင်္ကေတသဖွဲတည်ထားတဲ့ကျောက်လုံးအင်ကြီးတွေရှိပါတယ်။ကျောက်လုံးအင်ကြီးသုံးလုံးရဲ့အလေမှာကျောက်အင်ကြီးတွေကိုဝင်လိုက်တာနဲ့ကျောက်ဖျားတကားကြီးကတချင်းချင်းမြည်ပြီးတော့ပွင့်သွားတယ်။ကျောက်ဖျားတကားကြီးပွင့်သွားတာနဲ့ကိုကြီးရဲ့အတွင်ပိုင်းသွားရလမ်းကိုမြင်ရပါတယ်။ကိုကြီးမရွှေကိုကြီးဆိုတဲ့အတိုင်းကိုရဲ့လမ်းတစ်လျှောက်နဲ့နိုင်ရတစ်ခုလုံးရွှေသားမြောင်အင်းနေကြပြီ။အယောင်တလက်လက် ောက်ပါနေကြတယ်။လမ်းကလည်းကိုပေါင်းဝမှစပြီးတော့လှေကားတွေမြတ်တဲ့ပွဲအစင်စင်အထင်မြန်ကိုနင်းပြီးကိုကြီးရဲ့တွင်းမိုင်းကိုဆက်သွားရပါတယ်။အားလုံးရွှေသားများကြီးဖြစ်ပါတယ်။မိုင်းခင်လာကကျွန်တော်ရဲ့လက်ကိုဆွဲပြီးရှေးကနေပျော်ရွှင်စွာခုံပေါက်သွားနေပါတယ်။ကျွန်တော်ကလည်းသူ့ကိုအမိပြေးလိုက်ခဲ့တယ်။ကျွန်တော်ရဲ့စိတ်ထဲမှာလည်းပေါ်ပါလွန်နေပါတယ်။ကိုကြီးမှအလွန့်ကိုကျယ်ဝင်းနေအတွင်းပိုင်းကို ရောက်လေကျယ်ဝင်းလေဖြစ်ပါတယ်။ ကိုကြီးရဲ့တနေရာမှာတော့ရွှေရောင်တောက်ပါနေတဲ့ဥယင်ကြီးတွေရွှေရောင်စမ်းချောင်းလေးတွေရွှေရောင်မြက်ခင်းလေးတွေကိုတွေ့ရပါတယ်မိုက်ခင်လာနဲ့ကျွန်တော်ကလည်းရွှေရောင်မြက်ခင်းလေးပေါ်မှာပြည်တန်းလိုက်တန်းကစားရင်းနဲ့ပြည်လွှာနေပြီပါတယ်မမောနိုင်မပန်းနိုင်ပါမှန်ရကိုဝန်ခံရရင်တော့အဲ့ဒီချိန်က မိုက်ခင်လာနဲ့ကျွန်တော်မှာချက်တူမြားဘဝနဲ့ချက်မဝရှုမဝဖြစ်ခဲ့ကြပါတယ်အချိန်တို့တွင် တွေ့ကြရတော့လေကာလာကြာရှိကလေးက ချစ်ခဲ့ကြတယ်လို့ဖြစ်နေတယ်။ရှင်ဒီကပြန်ရင် ကျမတော့လွမ်းနေရတော့မှာပေါ့နော်။အလွမ်းမင်းသမီးလေးဖြစ်နေကြံခဲ့ရတော့မှာပေါ့။စမ်းချောင်းလေးရဲ့ဘေးမှာရှိတဲ့ရွှေရောင်မြက်ခင်းလေးပေါ့အမောပန်းဖြေးပြီးတော့ထိုင်နေကြတဲ့မိုင်းခင်လာကမဝိခင်ကဆွေချင်းဆိုသလိုဝမ်းနဲ့စကားလေးဆိုလာပါတယ်။ကျွန်တော်ကမိုင်းခင်လာရဲ့ခန္ဓာကိုယ်လေးကိုထွေးပွေးလိုက်ရင်းနဲ့ကိုလည်းဒီလိုပဲနေမှာပေါ့မိုင်းခင်လာရဲ့ဒီကရွာကိုပြန်ရောက်ရင်အဖေနဲ့မိကိုပြောပြီးတော့ မိုက်ခင်လောက်ကိုလာပြီးတော့တောင်းပါပဲစင်မကောင်းမှဖြစ်ဆန်းပါနဲ့ကွာကိုလည်းဘယ်ခွဲကြမှာမလဲနောက်ပြီးခုလည်းပြန်သေးတာမဟုတ်ပါဘူးလေဒီတွင်မှလည်းခဏခဏတွေးကြတော့ပေါ့ကွာနော်အဲ့လိုပြောလိုက်အောင်မိုက်ခင်လောက်ကပြုံးပြီးတော့ခေါင်းလေးငြိမ်ပြသွားတယ်နောက်ပြီးတော့တကယ်နော်ထုတ်ကဲ့သို့လည်းမိလိုက်ပြန်နေကဲတကယ်မကောင်းဘူး၁၀က၅ကကွာအဲ့လိုကျွန်တော်ကအရှင်လေးဖောက်ပြောလိုက်ပြီးကြီးလိုက်တဲ့ဖြင့်မိုက်ခင်လောက်ကလည်း တက်ခက်ခက်လိုက်ပြီးတော့ရေးပါတယ်။စုံနိုင်ပါသေးလို့ပဲ မိုင်းခင်လာအဆူတောင်းနေပါမယ်ရှင်။ဟေးမောင်လိုင်ဝင်းမောင်လိုင်ဝင်းကျွန်တော်ကမိုင်းခင်လာကိုဖယင်းမှုမှုပြင်းရန်အတွက်အလုပ်မှာ ခေါ်တန်းတန်းကနားစီတွင်ကိုဝင်လာသဖြင့်မိုင်းခင်လာကိုလွှတ်ပြီးအတန်လာရစီကိုကြည့်လိုက်ရအောင်။ချင်းနေပလိုင်းနေနဲ့ကျွန်တော်ရဲ့ရှေ့မှာရက်နေတဲ့ဦးလေးတောင်းကိုတွေ့လေရပါတယ်။ဟာကဘာတော့မင်းအိပ်ပျော်နေတာလားကွာ။ ဟိုလေးတောင်းကထပ်ပြီးမေးတော့မှကျွန်တော်လည်းတရားပင်ကြီးကိုမေးပြီးအိပ်ပြောသွားရင်လည်းအိမ်မက်မက်သွားတဲ့ဖြစ်ကိုတတိထားလိုက်မိပါတယ်။ဟောဟုတ်တယ်ဟိုလေးကျွန်တော်အိပ်ပြောသွားတာဗျထုတ်ခဲ့တော့ပြောလိုက်မိတယ်။ဒါတော့ကျွန်တော်မက်ခဲ့တဲ့အိမ်မက်အကြောင်းကိုတော့ဟိုလေးတောင်းကိုလည်းကောင်းအကိုတန်းစိန်နဲ့အကိုတောင်းချွေကိုလည်းကောင်းလုံးဝဖွင့်မပြောခဲ့ပါဘူး။အိမ်မက်ကိုတော့ဖွင့်မပြောဖြစ်ခဲ့တော့လေကျွန်တော်ကအိမ်မက်ထဲမှာတွေ့ရတဲ့မိုင်းခင်လာလေးကိုတော့ တတတာတွေ့ရင်လည်းဆွေးတယ်လို့ဖြစ်နေမိတယ်။မိုင်းခင်လာလေးကိုဆွေးလန်နေမိတယ်။တခါတည်းရင်တကယ်ဖြစ်ခဲ့တာလို့တော့ထင်နေမိပါတယ်။ဒါကြောင့်အိတိုင်းမိုင်းခင်လာကိုပြန်လဲအိမ်မက်မရန်အတွက်ဆူတောင်းနေမိတယ်။သို့တော့ဘယ်လိုပဲဆွေးလန်းဘယ်လိုပဲအိမ်မက်မချင်တော့လဲနောက်ရမြန်မာမိုင်းခင်လာနဲ့ပတ်သက်ပြီးလုံးဝအိမ်မက်မခဲ့ခြင်းမရှိတော့ဘဲကျွန်တော်ရဲ့ဆူတောင်းမှာအချင်းနီးတာဖြစ်ခဲ့ရပါတယ်။ ကျွန်တော်ကမိုင်းခင်လောက်ကိုအိမ်မက်မမက်တော့တယ်အိမ်မက်ထဲမှာမိုင်းခင်လောက်ကိုနေ့စဉ်လွန်ပေါ်နေမိတယ်ဒီလိုနဲ့ပဲကျွန်တော်တို့လည်းပြန်ဖို့ရက်ကနှီးကလာပြီဖြစ်ပါတယ်ဦးလေးတောင်းကနောက်တည့်မှာရွာကိုပြန်ကြမယ်လို့ပြောတဲ့ခါမှာကျွန်တော်တို့တော့ကိုစိတ်မကောင်းဖြစ်သွားမိတယ်အိမ်မက်ထဲကမိုင်းခင်လောက်လေးကိုလည်းကောင်းတလာနီးပါးခန့်နေလာခဲ့တော့ခုတ်ကြီးတောင်နဲ့အယိုးမြောင်းကိုလည်းကောင်းခွဲရတော့မယ်ဆိုတဲ့အသေးကြောင့်ပို့ပြီးတော့ဝမ်းနဲ့ကြေကွဲလာမိတယ်ဒါကြောင့်ပဲကျွန်တော်က ကလေးမဟုတ်တော့တော့လေး ကလေးချင်းကလေးချင်းနဲ့တိရပင်ကြီးရဲ့အကိုင်းမကိုတက်ပြီးကလေးတယောက်လိုခေါကြီးတောင်းတဲ့အယုံမြောင်ကြီးရဲ့နောက်ဒီနေ့မင်းတို့နဲ့ငါခွဲရတော့မှာကွာရွှေကူကြီးမှနေပါတယ်ဆိုတော့အိမ်မမင်းသမီးလေးကိုလည်းဝမ်းနေစွာနဲ့ခွဲရတော့မှာအားလုံးကိုဝမ်းနေစွာနဲ့ငါနှုတ်ဆက်ခဲ့ပါတယ်ကွာကံမကွန်ရင်တော့ပြန်ဆုံးခြင်းပါသေးတယ်ဟေ့တို့ကဲ့သို့တည်တည်ချင်းတဲ့ဘုတ်လို့အော်ဟစ်ဆိုနေမိတယ် ဟာကောင်မောင်းလိုင်းဝင်းဘော်ဒီပောက်ကြီးရသချင်းနေစိုးနေတာတော့တော်တဲ့တောင်းနေမှာတွေ့ကြရမစိုးရဘူးကွာဝင်းလေးတောင်းကဟန်တာတတိပေးလိုက်တော့မှ ကျွန်တော်လေတတိယပြီးတေးရပင်ကြီးဘောကဆင်လာခဲ့ပါတယ်အဲ့ဒီညကကျွန်တော်အစောကြီးအိတ်ရဝင်ခဲ့ပါတယ်အိတ်ပြောသွားတာနဲ့ကျွန်တော်ရွှေကူကြီးတက်ကိုရောက်သွားပါတယ်မိုက်ခင်လာကရွှေကူကြီးတက်ကနေအသင်ဆောင်ကြုံနေပါတယ်ကျွန်တော်ကမိုးလင်းတာနဲ့ပြန်တော့မှဖြစ်လို့ မိုက်ကင်လာကိုလာရောက်နှုတ်ဆက်ကြောင်းဝမ်နစ်ဝမ်နစ်ပြောကြတဲ့ခါမှာတော့မိုက်ကင်လာကကျွန်တော်ကိုဖတ်ပြီးတော့ငိုပါတယ်ကျွန်တော်ကတခါတည်းကျွန်တော်နဲ့လိုက်ခဲ့ဖို့ခေါ်တဲ့ခါမှာမိုက်ကင်လာကသူလိုက်လို့မဖြစ်ကြောင်းကျွန်တော်ကတော့ဆက်ဆက်ပြန်လာစီလို့ကြောင်းငိုရုံရင်းနဲ့ပြောဆိုမှကြပါတယ်ကျွန်တော်အေယာကနိုးတဲ့ခါမှာတော့အဲ့ဒီအိမ်မက်ကိုတွေ့နေမိတယ်ရခင်အိမ်မက်နဲ့အခုညမတ်တဲ့အိမ်မက်ကိုလည်းဆက်ဆက်နေမိတယ်အိမ်မက်မှတည်တော့လေတကယ်အဖြစ်ပြက်တစ်ခုလို့ထင်နေမိတော့ကိုလည်း ဝေခွင့်မရဖြစ်နေပါလိမ့်မိုက်ကင်လာဆိုတဲ့ဝိညာဉ်လောကမြေသမီးတူဒီခုံကြီးတောင်မှတကယ်ပဲရှိနေသလားငါမတ်ခဲ့တဲ့အိမ်မက်ကနိုးတဝမတ်တဲ့အိမ်မက်လာလို့တွေးလေရှုပ်ထွေးလေဖြစ်နေပါလိမ့်တော်တော့အိမ်မက်ထဲကမိုက်ကင်လာကိုဆွဲလန်းလျက်လွမ်းမောနေတာကတော့အမှန်ပဲဖြစ်ပါလိမ့်ကျွန်တော်ဟောင်းအချိန်ဘယ်လောက်ထိကြာအောင်တွေးတော့နေမိတယ်မသိမြေသာမုံများမျက်နှာပေါ်ကိုတဖြောဖြောကြာလာတော့မှတတိယပြီး ်မျက်လုံးကိုပွင့်ကြည့်ကြရအောင်မထင်မှတ်တဲ့မြင်ကွင်းတစ်ခုကြောင့်ထိတ်ထိတ်ပြပြဖြစ်သွားကြရပါတယ်အကြောင်းကတော့အကိုတန်းစိန်ကမတ်တဲ့ရလျက်ငှက်ကြီးတောင်ထားနဲ့ကျွန်တော်ရဲ့လက်ပင်းစီကိုခုတ်ပိုင်ရန်အတွက်ဓာတ်ကိုကန်မြောက်ထားတာကိုပြပြဝဝတာနေတော့လာရောက်နေထင်ရှားစွာမြင်တွေ့လဲရတာကြောင့်ဖြစ်ပါတယ်ကျွန်တော်လည်းမြင်ကွင်းကြောင့်ဘာလို့လို့ဘာကံမှမသိဖြစ်သွားတာကြောင့်ဟာဦးလေးတော်လောက်ပါဦးဗျအကိုတန်းစိန်ရဲ့ကျွန်တော်ဝန်ထားနဲ့ခုံးမလို့လုံနေတာဗျ အဲလိုလန်တကြားကုန်းပြီးတော့អော်လိုက်ပါတယ်အဲဒီကဦးလေးတော်အောင်နဲ့အကိုတောင်းချီတို့လေအိပ်ပြောနေရမှကျွန်တော်ရဲ့អော်တန်းကြောင့်လန်တို့လာကြပြီးအကိုတန်းစိန်ကိုနှစ်ယောက်သားအတင်းဝိုင်းချုပ်လို့ဓာတ်ကိုလှူထားလိုက်ကြပါတယ်အဲဒီတော့မှ အကိုတန်းစိန်လေးတတိယပြီးတပ်ပြင်းကြီးကိုဟင်းခနဲ့ချလို့ကျွန်တော်ကိုဖန်ရင်းနဲ့ဟာညီလေးလိုင်းဝင်းမင်းဘာမှမဖြစ်ဘူးနော်မလေးတော်ပါသေးရဲ့ငါညီယား ကန်ကြီးလို့သာပေါ့ကွာနှုံမစုံမတေကောင်းမပြောက်ကောင်းအောင်ကွာအဲ့လိုဆိုပြီးစင်မကောင်းစွာနဲ့ငိုချလိုက်ပါတယ်ဖြစ်ရတဲ့အကြောင်းကိုတော့အကိုတန်းစင်ကလောလောဆယ်မပြောသေးပါတကယ်လို့သာအဲ့ဒီညကကျွန်တော်တို့ရှောက်အိပ်ပြောသွားခဲ့ပါကအတတ်နဲ့ခန္ဓာဦးစားကွင်းမီမှာအမှန်ပဲဖြစ်ပါတယ်အခုတော့မိုင်းခင်လာကိုအိမ်မက်မက်ပြီးမိုင်းခင်လာကြောင့်ကိုတွေးတော်နေမိတဲ့ဖြစ်တော့အသက်ချမ်းသာရရခဲ့ခြင်းဖြစ်ပါတယ်အဲ့လိုဖြစ်ပြီးတာနဲ့ ထိုကြောင့်ကတညာလုံးဘယ်သူမှမအိတ်တော့ပဲထင်းကြောက်ဝါကြောင်များကိုဆွဲပြီးမိဖို့ကြီးများဖို့ကမိဖို့တဲ့ကိုဝါအစိုးရထက်ဝါပေါက်ကွဲတဲ့များတဖောင်ပေါင်းအတန်ပေးလျက်မိုးလင်းရမယ့်အချိန်ကိုတောင်စိတ်ဆန္ဒစောစွန်နဲ့စောင့်နေမိကြပါရဲ့အဲ့ဒီညာကထူးခြားသည်မှာတညာလုံးလုံးလိုခုံကြီးတောင်နဲ့အယိုးမြောင်ရှိုးကြီးတစ်ခုလုံးခြောက်ချဝေရကောင်းလောက်လေပြင်းမုန်တိုင်းတွေတလက်ဆက်တိုက်ခတ်ပြီးသစ်ပင်ကြီးများနဲ့ဝါတော်ကြီးများမြေပေါ်ကိုပြက်ပြက်ဝဲသွားကြခြင်းနဲ့ ်တပေတကိုင်းများတက်ဖြောင်းဖြောင်းကျုပ်ပြီးတဝဝမြင်နေသော လေပြင်းတိုက်တန်များနဲ့တူယောက်ျားမိမကလေးလူကြီးပေါင်းစုံတို့ရဲ့စုညံစွာအော်ဟစ်နေသားများလိုလိုတော်ရန်တလေးဆန်တာကောင်းမျိုးစုံတို့ရဲ့အော်ဟစ်ပြေးလွှားနေကြတဲ့အတန်များလိုလိုကြာကြာရခြင်းနဲ့အခမဲ့ညာကြီးမင်းကြီးကြီးတွေတအားနဲ့အော်မီပြိုဆင်းနေကြခြင်းပဲဖြစ်ပါတယ်။ရွာပြန်ရောက်တော့မှအကူတန်းဆိုင်ကအရိညာကဖိပြက်ခဲ့တဲ့အဖြစ်ကိုဟောပါတိုင်းပြန်လည်ပြောပြပါရစေ။ အကိုတန်းဆိုင်ကအရိညာကတော်တော်နဲ့အိမ်မပြောနိုင်ပဲရှိတာကြောင့်ဗရက်ချင်းများကိုထိုင်းရန်အတွက်ပြုလုပ်ထားတဲ့ဝါတဘုများကိုတခုချင်းထပ်ပြီးအိယာကောင်းအောင်ပေါင်းအုံကင်းဖြစ်ထားပြီးတော့ခရီးကို တွက်စာနေပါလိမ့်အဲဒီချိန်အကိုတန်းဆိုင်စီကိုရှင်ဖိုးမိသားစုသုံးယောက်ရောက်လာပြီးအဖိုးကြီးကမနက်မိုးလင်းရင်မောင်ရင်လေးတို့ရွာကိုပြန်ကြတော့မယ်ဆိုတော့ ကိုလိုင်လေးကိုဒီမှာထားခဲ့ပါကွာငါသမီးမိုင်းခင်လာနဲ့ကိုလိုင်လေးကတန်ရောစင်တွေတွင်နေကြတာငါသမီးမှာအဖော်မဲ့ဘဝလေးဆိုတော့မောင်လိုင်လေးနဲ့ဆိုရင်တော့အဆင်ပြေမှာမို့ပါအဲ့လိုပြောပါတယ်ဟာဘယ်ဖြစ်မှာတော့မြတ်သူ့ဖိနေမေကိုကျုပ်တို့ကအမခံပြီးခေါ်လာတာဘယ်ထားခဲ့နိုင်မှာတော့ထားခဲ့ပါကွာငါတောင်းပန်ပါတယ်မဖြစ်ပါဘူးမထားခဲ့နိုင်ဘူးနောက်ထပ်မပြောနဲ့တော့ဒါပဲ အခုတန်းဆိုင်ကခံမာမာပြောလိုက်တယ်အဲဒီကအဖိုးကငါတို့ကိုအုပ်ချုပ်တဲ့ဂိုင်းချုပ်ကြီးကလည်းမောင်နိုင်လေးကိုရောက်အောင်ခေါ်ထားရမယ်လို့ပြောထားတယ်မောင်နိုင်လေးကိုခေါ်ပြီးရင်ရွှေကူဗိမာန်ကြီးကိုမောင်နိုင်လေးကိုလွှတ်ပေးမယ်လို့ပြောတယ်သူကတော့စက်ပြောပြန်တယ်ဟာဘယ်ဟာဂိုင်းချုပ်ကြီးတော့ဒါတွေကြုံနားမလဲဘူးကြုံကြီးကိုကြုံမထားခဲ့နိုင်ဘူးဒါပဲဒါဆိုလေမောင်ရင်လေးဂိုင်းချုပ်ကြီးနဲ့လိုက်ပြီးတော့တွေ့ပါ မောင်နိုင်လေးကိုမထားခိုင်းနိုင်တဲ့အကြောင်းဂိုင်းချုပ်ကြီးကိုပြောပါသူကြည်နဲ့ရင်ပြီးပါတယ်ဒါမှမဟုတ်ရင်တော့ကျို့တို့ကသူ့ရဲ့မိန့်တိုင်းပဲအတင်းခေါ်ထားရမှာကျို့တို့ကသူ့ရဲ့မိန့်ကိုလွန်ဆန်နေတာမဟုတ်ပါဘူးသူ့ရဲ့အမိန့်တိုင်းမလုပ်ရင်ကျို့တို့ကျင်းစာတိုက်ခိုင်းရအောင်မှာအဖိုးကတောင်းတောင်းမှန်မှန်ပြန်ပြောနေတဲ့အတွက်အကိုတန်းစင်ကကဲဒါဖြစ်လေကောင်းပြီလိုက်ခဲ့မယ်ဗျာအဲ့လေဆိုကငကြီးတောင်ဓာတ်ကိုကြောမှာပို့ပြီးတို့ခေါ်ရနောက်ကို လိုက်ခဲ့ပါတယ်။၎င်းတို့ရဲ့နောက်ကိုအကိုတန်းစိန်လိုက်ခဲ့ရသည်မှာမြေပြင်မှာသွားတဲ့ပုံစံမျိုးမဟုတ်ပဲကောင်းကင်မှာငှက်တကောင် ပြန်တန်းသွားလာတဲ့ကဲ့သို့လေထဲမှာလွင့်မြောသွားခြင်းပဲဖြစ်ပါတယ်။မမေမပန်းမဲနဲ့တိုးတောင်ကျော်ကပွားတွေကိုကျော်ဖြတ်ပြီးတောင်ထွေကြီးတစ်ခုကိုရောက်ခဲ့တယ်။တောင်ထွေကြီးရဲ့တောင်ချေမှာကျော်လုံးအိမ်ကြီးတုံးခုရှိပါတယ်။ချင်းဖိုးကြီးကအဲ့ဒီကျော်လုံးအိမ်မြတ်မှာအလင်မကျော်လုံးအိမ်ရဲ့ပေါကိုဝင်သွားတဲ့ဖြင့်အကိုတန်းစိန်တို့လည်း အဖိုးရဲ့နောက်ကနေဝင်လိုက်ခဲ့ကြတယ်။ကျော်လုံးအိမ်ထဲကိုရောက်တာနဲ့တောင်းနေရမှာကားပိတ်ထားတဲ့ကြောက်ဖြာကြီးကတချင်းချင်းမြည်ပြီးတော့ပွင့်သွားကကိုကြီးတကူကိုတွေ့တယ်အဝါတယ်။ကိုကြီးမှာတာမန်ကမျိုးမဟုတ်ဘဲနဲ့ရွှေသားမြောင်းဝင်းအိနေတဲ့ရွှေကူကြီးဖြစ်နေပါတယ်။သူလည်းအဖိုးကိုသွားတဲ့နောက်မှာတောက်လျှောက်လိုက်ခဲ့တယ်။ကိုကြီးတွင်မှာရှိတဲ့ရွှေရောင်ဥယျာဉ်မြောင်းရွှေရောင်စမ်းချောင်းမြောင်းရွှေရောင်မြက်ခင်းမြောင်းကိုကြော်ဖြတ်ပြီးတဲ့ရွှေတောင်ကြီးကိုတွေ့လျက်အဝါတယ်။ ရွှေတောင်ကြီးရဲ့အပေါ်မှာတော့ဇိုလေမွန်ချွင်းတို့နဲ့ဘုံဆင်းဆင်းရှိတဲ့ဗိမာန်ကြီးတစ်ခုကိုတွေ့လျာပြန်နေဗိမာန်ကြီးရဲ့ဘေးပညာမောင်ရွှေရောင်တပြောင်ပြောင်နဲ့ရွှေသားပြတ်တက်ကြီးများရှိနေပါတယ်အဖိုးကပြတ်တက်တစ်ခုပြီးတစ်ခု ကြောဖြတ်ကောင်ဗိမာန်ကြီးတွင်ကို ဝင်ခဲ့တယ်တနည်းမှာမြပလင်ကြီးတစ်ခုပေါ်မှာလက်ထဲမှာတန်လျက်ကြီးကိုကမ်းပြီးဒူးတစ်ဖက်တောင်တစ်ဖက်လဲနဲ့ထိုင်းနေတဲ့ဂိုင်းချုပ်ကြီးဆိုသူကို တွေ့လျာတယ်ဂိုင်းချုပ်နာမည်ကြီးခမောင် မောင်လှိုင်လေးကိုတွတ်ပြီးတော့ခေါ်ပါတယ်။ဒါပေမဲ့ဒီမောင်ရင်လေးကမထားခဲ့နိုင်ဘူးဆိုလို့သူကကန်းချုပ်ကြီးစီကိုခေါ်ခဲ့တာပါ။ကန်းချုပ်ကြီးကိုတွေ့တာနဲ့အဖိုးကအစီရင်ခံလိုက်တယ်။အဲဒီခါကန်းချုပ်ကြီးကတန်လျက်ကိုဝင်လိုက်ရင်ဟေးငါအားလုံးတိပြီပါပြီ။မောင်လှိုင်လေးကိုမထားခဲ့ရင်တော့မင်းတို့တွေကတယောက်ယောက်ကိုခေါ်အောင်ပါပဲ။တကယ်တော့အတန်နဲ့နဲ့ကိုယ်ရှာရှာကြီးနဲ့ပြောလိုက်တယ်။ မောင်းလိုင်းလေးကိုလည်းမထားခဲ့နိုင်ဘူးတယောက်မှလည်းမနေခဲ့နိုင်ဘူးမရပါဘူးမောင်မင်းဒါနဲ့မောင်းလိုင်းလေးကိုဘာကြောင့်မထားခဲ့ရနိုင်တာတော့မောင်းလိုင်းလေးရဲ့မိဘတွေကကျုပ်တို့ကို အပ်ပြီးထည့်လိုက်တာဗျအေးဒါဆိုလေမောင်မင်းကိုခေါ်มาပဲဒါငါရဲ့အမိန်ပဲငါကျင်စာတက်ရမှာပဲဘာပြောလဲကျုပ်ကခင်ဗျားခေါ်တိုင်းခံမှာမို့လို့လားဗျဘာကျင်စာလဲပြောစမ်းပါဦး အခုသန်းစိန်ကပြောပြောဆိုဆိုနောက်ကျောင်းမှာပို့ထားသောငှက်ကြီးတောင်ဓာတ်ကိုရွှံကနေနေအောင်ဆွဲထုတ်လိုက်ပြီးခိုင်းချုပ်ကြီးဆိုသူကိုခုတ်တရံတော့ဓာတ်ကိုအရှိပါရှိအပေါ်ကိုမြှောက်လိုက်တယ်။ဟာဒီပုဂ္ဂိုလ်ကြီးကတော့ပါဇက်မတစုံတရာရေးရွက်လျက်ရှိပါတယ်။ဟမ်တော်သေးတော့မို့ကွာအဲ့ဒီခိုင်းချုပ်ကြီးသာခုတ်လိုက်ရင်ကြားထဲကမောင်းလိုင်းဝင်းကိုခုတ်မိမှအသေးချပဲကွာခုတ်ဖို့ရွယ်လိုက်လို့သာတတ်သားတာဟေ့ထုတ်ခဲ့တော့ ဦးလေးတောင်းကကြားဖြတ်ပြောရင်နေစမ်းမော်မောင်တန်းစိန်မောင်လန်ဝင်းကိုလာခေါ်တဲ့ချင်းဖိုးမိသားစုလို့မင်းပြောတယ်နော်သူတို့ကိုရောမင်းမှတ်မိသားကွာအဲ့ဒါဘသူတွေတော့ထုတ်ခဲ့တော့မိလိုက်တယ်အဲ့ဒီခါမောင်အကိုတန်းစိန်ကခေါင်းကိုတစ်ချက်ဆက်ကနေငိမ့်လိုက်ပြီးဒီပါတော့ကိုဦးလေးရာမိကောင်းပင်ရွာကဆက်လိုင်းအုံတောင်းတဲ့မိုင်းစိန်စိန်တို့မိုင်းခင်လာတော့မိသားစုပေါ့ဗျအဲ့လိုဖြစ်လိုက်တယ် ဖေယားဖေယားဟိုလွန်ခဲ့တဲ့9နှစ်လောက်ကခိုကြီးတောင်ရုံမြောင်ဘက်ဗဒက်ရှာတက်ကြရင်နဲ့ဒေါ်စင်နေနဲ့ပပင်းတို့လို့တည်ခဲ့ကြတဲ့မိသားစု3ယောက်ကိုအခုထိမကြွကြသေးဘူးလားအတန်ကြာတော့မှဂူလီတောင်ကစိတ်မကောင်းခြင်းများစွာနဲ့အထပ်ပါတိုင်းတန်ဝေကတန်လေးနှော့ပြီးတော့ပြောလိုက်တယ်အကိုတန်းစင်ရဲ့ပြောစကားရောက်ကျွန်တော်ရဲ့မိဘများနဲ့ရွာကလူတချို့နဲ့အကူတောင်းချေပါတန်တော်ဖြစ်ပြီးပါဇက်အဟောင်းသားမျက်လုံးပြူသားဖြစ်သွားကြပါရဲ့ တော်တော်၎င်းတို့အလုံးထက်ပုံမအံဩပုံမစင်မကောင်းဖြစ်ရတဲ့သူကတော့ခုံကြီးတောင်မှမှတ်ခဲ့တဲ့အိမ်မက်ကိုဆွေလန်းတသက်သာလွမ်းနေရတော့ကျွန်တော်ကိုယ်တိုင်ပဲဖြစ်ပါလိမ့်အဲ့ဒီအိမ်မက်ကြောင့်ပဲအတော့ကိုစေဝါကုသမှုခံလဲရတယ်တခါတည်းမှာတွေ့ကြုံခံစားရတဲ့တကယ်ဖြစ်ရများကစေကူးရင်မှုများတဲ့များစွာစံကြလျက်အံဩဝင်ရများဖြစ်တဲ့ကြတာကိုပြောလို့ယုံခြင်းမှယုံကြမှဖြစ်တော်လေ ကျုံဘူးသူများရှိကြပါလိမ့်မယ်။ကျုံဘူးကောင်းကျုံဘူးကြလိမ့်မယ်လို့ထင်ပါတယ်။ခုတ်ကြီးတောင်ရိုးမြောင်စခန်းမှာပြန်မညာကမက်ခဲ့တော့ကျင်းစာတိုက်ခင်ရတဲ့အိမ်မက်ကြောင့်ကိုပြောပြခဲ့တဲ့အကူတန်းစင်ဟောင်းတိုက်ဆိုင်မှုလို့ပဲဆိုရမလား။ဒါမှမဟုတ်ဂိုင်းကျုံနေမင်းကြီးဆိုတဲ့ပုဂ္ဂိုလ်ကြီးရဲ့ကျင်းစာကတကယ်တင့်နေတာလားတော့မပြောတတ်ပါဘူး။ရွာရောက်ပြီးခုနှစ်ရက်ခန့်ကြာမှဘောပင်ချောင်းမကြီးတွင်ဝါပေါင်းစီးရင်နဲ့ဝါဖောင်ပေါ်မှရေတဲကိုပြုတ်ကြပြီးရင်းနှစ် သိဆုံးခဲ့ရပါတယ်။မှချက်ဥလိုင်ဝင်းမှာပါကျန်တဲ့အမည်နာမများကို လွှဲပြောင်းရေးသားထားပါသည်။၎င်းဖြစ်ကို ကိုတိုင်ကျွန်းတွေ့ခန်းစားခဲ့ရသူ ပြောပြခဲ့တဲ့ဘကုတိုင်းဒေသကြီးဇီးကုံမြို့ကတလီရွာမှာနေတဲ့ဥလိုင်ဝင်းကိုကျေးဇူးအထူးတင်ရှိပါကြောင်းမှတ်တမ်းတင်ပါသည်။ဟုတ်ကဲ့စေဝင်စားပွဲထူးခြားဆန်းကျင်ကမ္ဘီယာဖြစ်ရမန်ဇလန်ကောင်းလေးကို ။ဘာမီဟော်ရာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အဆုံးထိလိုက်ပါအားပေးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်။စာတစ်ပုဒ်ကိုနားထောင်ပြီးသားနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညာရင်တွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နှိပ်ပြီး comment မှာဝင်ရောက်ဆွေးနွေးညှင်းခုံတော်လို့ရပါတယ်။အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တစ်ကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူက အလေးထားပြီးတော့စာပြန်ပေးနေပါပြီ။စာဖတ်တာကိုဝါသနာပါပေးမယ်။စာဖတ်ဖို့အတွက်အချိန်မပေးနိုင်။ အလုံးမအားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေတို့ကဘာမီဟိုရာ channel လေးကနေထူကြဆန်းကျင်လိုဝဆန်းကျင်တဲတဲ့ရင်ဖို့ပါရာလောကကံမီရောက်ယမတန်မှုခင်ဖြစ်ရဲ့မန္တလန်ကောင်းမြတ်စွာကိုနေစမပြရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ